ချစ်သူဘဝကနေမိသားစုလေးတခုစတင်ဖန်ပြီးတော့မယ်လို့စဉ်းစားနေပြီလားဒါဆိုရှေ့ရေးအတွက်နှစ်ဦးသားဘာတွေတိုင်ပင်ပြီးပြီလဲအရင်ဆုံးနှစ်ဖက်မိဘကိုအတိပေးလို့ကြည်ပြူသဘောတူညီမှုကိုရထားဖို့လိုအပ်ပါတယ်ဒါဟာလည်းတာယာပျော်ရွှင်ရတဲ့မင်္ဂလာတစ်ခုဖြစ်လာဖို့အရေးပါတဲ့အချက်တစ်ခုပါပဲသဘောတူကြပြီဆိုရင်တော့ငကိုကြားတိုင်ပင်ဖို့ပဲကြံပါတော့တယ်ဒီနေရာမှာအရေးကြီးဆုံးအချက်၅ချက်ကိုအကြံပြုပေးကြပါမယ် ။ချစ်သူချင်းဆက်ဆံရေးကိုသုံးသပ်ပါ။ကိုချစ်သူကိုတကယ်ယုံကြည်ပြီလား၊ယုံလို့ရောရလား၊သုံးသပ်ဆုံးဖြတ်ပါ။ယုံကြည်မှုဆိုတာချစ်သူတွေအတွက်အဓိကကြတဲ့အရာတစ်ခုဖြစ်တာကြောင့်ယုံကြည်မှုကိုတိဆောက်ပြီးချိန်မှလက်ထပ်ဖို့စဉ်းစားတင်ပါတယ်။ဘယ်မှာနေကြမလဲ။မိဘအိမ်မှာအတူနေကြမှာလား။အိမ်ဝယ်မှာလားအိမ်ငားမှာလားဆိုတာတော့အရင်ဆုံးတိုင်ပင်ရပါလိမ့်မယ်။ကိုရီစုထားစောင်းထားတာလေးတွေနဲ့ပြင်ဆင်ပါလား။ မိဘတွေကကုညီထောက်ပံ့မလားဆိုတာတော့အခြေအနေချင်းတူညီမှာမဟုတ်ပါဘူးဝင်ငွေအခြေအနေဘယ်လိုရှိမလဲမိသားစုအသစ်ဆက်ဆက်ကိုတိဆောက်တော့မှာဖြစ်တဲ့အတွက်အရာရာအသစ်တွေကြည့်ပါပဲတစ်ကနေစတင်တဲ့အချိန်လိုအပ်တာတွေ ဖြည့်ဆည်းနိုင်ဖို့ကိုယ်တိုင်ရက်တည်နိုင်ရပါမယ်ပြောရရင် ကို့အထွာနဲ့ကို ထိုက်တဲ့အတိုင်းဒါတော့ဝင်ငွေရှိတဲ့အချိန်ဖြစ်ပါတယ်တာသမီဘယ်ချိန်ယူမှာလဲ အိမ်အောင်ပြုပြီးရင်ကလေးဘယ်တော့ယူမှလဲဘယ်နှယောက်ယူမှလဲစတဲ့မိသားစုစီမံကိန်းကိုလည်းကြိုပြီးတိုင်ပင်ညှိနှိုင်းတင်ပါတယ်ဒီအချက်ကိုဖယ်ထားလို့ဖယ်ရပါမလဲမိသားစုချေရေးအတွက်ဘာရီအစီအစဉ်ရှိလဲကိုယ်တိုင်တိဆောက်ထားတဲ့မိသားစုလေးအတွက်ငွေရှာမယ်ကျွေးမွေးမယ်စောင့်ရှောက်မယ်ဆိုတာနဲ့မပြီးပါဘူးနောက်ရေးအတွက်စုရာစောင်းတာအစီအစဉ်တစ်ခုခုရှိထားတင်ပါတယ်ဥပမာ ဘာမှငွေစုထားမလားလုပ်ငန်းလေးလုပ်ထားမလားစတာတွေပေါ့အခုမျှဝေပေးခဲ့တဲ့အချက်လေးတွေကတော့တာယာပျော်ရွှင်ရတဲ့မိသားစုအတိုက်အမြုံလေးတိစောက်မဲ့သူတွေအတွက်ထဲ့သွင်းစဉ်းစားတဲ့အချက်လေးတွေကိုဖော်ပြပေးခဲ့တာပဲဖြစ်ပါတယ်